ယုံလေးကဟိုတနေ့က post တင်တယ်ပေါ့နော်အဲ post တင် post တင်ပြီးတော့ဒီကောနောက်ပဲလဲကြောင်ဒီကောအောင်ပွဲခံတယ်ဘလို့အောင်ပွဲခံလဲဆိုတော့ဟာဟလာအာငါငါလှုပ်လိုက်တာဟိုဘက်ကဆိုရောပြားသွားပြီဆိုပြီးတော့အဲအဲ့လိုအထိုင်းနေတဲ့သူကအောင်ပွဲခံတာဟိုကြောင်မျိုးဝင်းတို့ဘာလို့ကတော့ပြောသေးတယ်ဟလာအခုတော့အောင်မြင်လားဟဲ့အောင်မြင်လားယုံတခေါ်နော်ယုံစုပ် ေကတရားညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တို့ကျွန်တော်မြင်စီတင်ကနေပြီးတော့ Dollar Media အားလုံးကိုဖိတ်ခေါ်ပါတယ်အဲ့တော့တုံ့ပြန်တိုင်းမှာလူမှုကော်မတီတရင်းနဲ့ရုပ်သံတွေကိုကျွန်တော်တို့ကျွန်တော်အမြင်နဲ့တင်ပြဖို့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပါကြောင်းရည်ပြောမလဲဗီဒီယိုဆုံးဒီလိုက်ပါချီရှူပေးကြပါအောင်ခင်ဗျာ။အဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်။ Okay ။စမယ်။ Okay ကျွန်တော်ထွေထုဘာမှပြောမနေတော့ဘူးတရင်လေးတစ်ခုနဲ့ပဲစတင်တယ်ကျွန်တော်တို့နိုင်ငံကကမ္ဘာနံပါတ်1နေရာမှာရှိနေတဲ့အကြောင်းလေးတစ်ခုနဲ့ပဲအဲကျွန်တော်စတင်တယ်ကောင်းပြီဘာအကြောင်းရလဲနံပါတ်1နေရာမှာကျွန်တော်တို့စကူရတာဖြစ်ပါရယ်ခုံယူမဲ့လို့ခုံယူလို့ရပါပြီ နော်ခုံယူမယ်ဆိုခုံယူလို့ရပါပြီအဲ့ဒါဘာလဲဆိုတော့ most corrupt country in Saudi Asia Saudi Asia ကဘာကဘာဘာလို့ဟို Saudi Asia ဒါပေမဲ့ဟိုကဘာမှာလဲတနေရာချိတ်လောက်ပါတယ်ကဘာမှာလဲတနေရာချိတ်လောက်ပါထားပါတော့အဲ့တော့ most corrupt country အာဂရီလိုက်စားမှု မှာနံပါတ်1ချိတ်တာကဘာမှာကနံပါတ်16ဟုတ်တယ်နော်အဲ့ဟောကြီးခုံယူပြာကြီးခုံယူမယ်ဆိုခုံယူလိုက်တော့ ဂုံယူမယ်ဆိုဂုံယူလိုက်တော့ကျွန်တော်ဗီဒီယိုတွေမှာကျွန်တော်ပြောပြောဘူးတယ်အာနာသိန်းတော့စစ်ဘူတွေကထပြီးတော့អော်ကြတယ်စစ်တပ်နဲ့အတိုင်းဝိုင်းနဲ့ပတ်သက်သူတွေဒါပေမဲ့ဝန်ကြီးဌာနကဗျာရှိတွေကကြွေးကြော်ကြတယ်ဘာလဲဆိုတော့စစ်တပ်ခေပြန်ရောက်ပြီငါတို့ခေပြန်ရောက်ပြီပျော်ရှင်ကြစစ်အာနာသိန်းတော့ပျော်တဲ့သူတွေရှိတယ်အာသူတို့နဲ့ပတ်သက်တဲ့သူတွေလေဘာလို့ပျော်ကြအာဂရီလိုက်စားရတော့မှမဟုတ်လို့အာဂရီလိုက်စားပြီးတော့ပတ်စံနေ ရတော့မှာမဟုတ်လို့ကျွန်တော်တို့ငယ်တော့မိဘအတိုင်းဝိုင်းနေပတ်ဝန်းကျင်နေအဲကျွန်တော်တို့ကျင်နေခဲ့ပတ်ဝန်းကျင်နေနေပဲကျွန်တော်ပြောပါမယ်သမီးတွေပြောတော့ပါဘူးကျွန်တော်ငယ်တော့ပခုံးမမှာအပွင့်ကြီးတွေအဲ့ဒါအာရာရှိကြီးတွေအဲ့နောက်ပြီးအရက်ဖတ်မှာလဲဝင်ကြီးဌာနမှာညွန်ကြုတ်တွေဟိုဝင်ကြီးတွေဘာညာတွေပေါ့နော်အဲ့လိုမျိုးဟောဖြစ်ကြတယ်။ចောင်းစာသင်ခန်းထဲမှာမိလိုက်ဘာဖြစ်ခြင်းလဲအင်ဂျင်နီယာကြီးဖြစ်ခြင်းလဲဆရာဝန်ကြီးဖြစ်ခြင်းလဲစစ်ဘုတ်ကြီးဖြစ်ခြင်းလဲဒါပဲဒါပဲ ဘာလို့အဲ့ဒါကြီးဖြစ်နေလဲအဲ့ဒါကြီးဖြစ်ရင်ချမ်းသာပဲအမားတို့ကအချွေရန်သိမ့်မင်းပေါ်များမယ်ချမ်းသာပဲဟာလက်အောက်မှာလူတွေအများကြီးနဲ့အဲဥစားလူတွေကဖြစ်ချင်ကြလူတွေကအဲဥစားကိုဖြစ်ချင်ကြငယ်တော့ရီမန်ချက်ကဆရာဝန်ကြီးဖြစ်ချင်တယ်ဘာလို့ဆရာဝန်ကြီးဖြစ်ရင်လူနာတွေစီကနေပြီးတော့လူနာထက်ပိုပြီးတော့ပတ်စံတွေတောင်းပြီးတော့ချမ်းသာလာမယ်သူများတွေမျက်ရည်ကျနေတဲ့အချိန်မှာသူကပတ်စံကိုတည့်ယူနေလို့ရတယ်အဲဒီလိုသဘောတရားဟိုကျွန်တော်ပြောတာတကယ်ကောင်းတဲ့ဆရာဝန်တွေရှိတယ်ဆိုးတဲ့ဆရာဝန်တွေလည်းရှိတယ်နော်ဆရာဝန်လောကလူတွေပိုပြီးတော့တည်တယ် နော်စီစီလောကလူတွေပို့ပြီးတော့တည်တယ်နော်အဲ့လိုရည်ရွယ်ချက်နဲ့ဆရာဝန်ဖြစ်ချင်တဲ့သူတွေလည်းရှိတယ်ဟဟလာစီကန်းတွေအများစီကန်းတွေဖွင့်ပြီးတော့လူနာတွေအများကြီးဆရာနဲ့ပတ်စံတွေလိုချင်တဲ့သူတွေလည်းရှိတယ်စေးဖို့လူလာထက်ပို့တောင်းပြီးတော့အမစေးတလုံးထိုးရင်ဘလောက်တို့ပါတို့ဘွဲနှစ်ဘွဲဖြစ်သွားရင် MBBS နောက်မှမှ MSC တွေပါပါလိုက်ဘလောက်တို့ပါလို့အဲအဲ့လိုမျိုးရှိသေးတယ်ဒါပါတော့အဲ့ဒါဆရာဝန်ကြီးရဲ့တမိုင်းအင်ဂျင်နီယာကြီးဖြစ်ချင်တယ်တရားတွေစောင့်မယ်ဟဟလာလမ်းတွေဖောက်မယ်အစာဦးတွေစောင့်မယ်ခိုးမယ်ပါ ဘီလမ်းမီတွေခိုးမယ်ဟွာတွေခိုးမယ်အာဒီယာတွေခိုးမယ်နော်အာကွန်စထရက်ရှင်တွေနဲ့ပေါင်းပြီးတော့ဟွာတွေခိုးမယ်ဒီယာတွေခိုးမယ်ဟဲ့လားနောက်ပြီးတော့လူရာထပ်ပို့ပြီးတော့ပတ်စံတွေတောင်းမယ်နော်အဲအဲ့လိုမျိုးတွေနဲ့ခိုးမယ်အင်ဂျင်နီယာကြီးဖြစ်ရင်ချမ်းသာပြီအခါခိုးလို့ရရပတ်စံတွေနဲ့နောက်ပြီးတော့စစ်ဘိုလ်ကြီးဖြစ်မယ်ဓမြတိုက်မယ်လူမယ်ကိတ်ပွင့်မယ်ပတ်စံတောင်းမယ်ဝေးစေဝါးတွေရောင်းမယ်ဟွာတွေလုပ်မယ်ဒီယာတွေလုပ်မယ်လက်လာပါတွေယူမယ် โอเคဝင်ကြီးဌာနမှာညွှန်ကြားကြီးတွေဖြစ်အောင်လုပ်မယ်ဟိုဟာလုပ်မယ်ဒီဟာလုပ်မယ်ဒါနဲ့ပတ်သက်ပြီးတော့ပဲလူတွေကမျှော်မှန်းချက်တွေထားခဲ့ကြတာကျွန်တော်နိုင်ငံမှာကျွန်တော်ငယ်ငယ်တော့ပညာရေးမှာအာနိုင်ငံကိုဟိုဟိုနိုင်ငံမှာအရာရှိတယောက်ဘောတော့အရာရှိ level term တစ်ခုဝင်ရမယ်အဲ့တော့တာမန်မိသားစုတယောက်ကနေပြီးအရာရှိ level တစ်ခု term တစ်ခုဝင်ဝင်ရမယ်ဆိုတာကဂုံနေဂုံကြောင့်လည်းပါဆိုနောက်တစ်ခုကပတ်စံကြောင့်လည်းပါတယ်အရာရှိဖြစ်ရင်ဂုံဆိုတာပါလာဆိုနောက်ကနေငွေပါပါလာ အဲ့ဥစားကနိုင်ငံတော်ကပေးတဲ့ပတ်စံနဲ့မဟုတ်ဘဲနဲ့သူကဒီသူ့ရဲ့လုတ်ပိုင်ခွင့်နေအာဏာတွေကိုအတုံးချပြီးတော့ရလာတဲ့ပတ်စံနဲ့သူကချမ်းသာလာတာဒါကိုပြောနေတာအဲ့တော့အဲ့ဒါကြောင့်မို့အာဂရီလိုက်စားမှုကကျွန်တော်နိုင်ငံမှာဘယ်တော့ခါမှမပြောအဓိကတော့စနစ်ကောက်ကိုပြည့်စည်နေတာပေါ့စနစ်ကောက်ကိုပြည့်စည်နေစနစ်ကောက်ကိုပြည့်စည်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအာဂရီလိုက်စားမှုဆိုတာကျွန်တော်နိုင်ငံမှာဆက်ပြီးတော့ဖြစ်ဖြစ်နေရောပါကျွန်တော်စစ်တပ်ထဲမှာနေတော့ကတယောက်ပြောမှုတယ် ်တစ်တပင်ကောင်းရင်ငှက်တစ်သောင်းနားလို့ရတယ်မင်းအစ်တစ်တပင်ဖြစ်ဟိုကဖြစ်ကြည့်လိုက်တယ်ဥမာမင်းတိုင်းမူကြီးတယောက်ဖြစ်ကြည့်လိုက်မင်းအဆွေမျိုးကြီးအများကြီးမင်းမိတ်ဆွေတင်ငါးကြီးအများကြီးမင်းဝိုင်းပြီးမှီခိုလို့ရတယ်ဘာဖြစ်လို့တိုင်းမူတယောက်ရဲ့ပါဝါအာဏာရဲ့အောက်မှာလုံပိုင်ခွင့်နေတဲ့ငွေကြီးတွေပါပါလာခံစားခွင့်တွေပါပါလာအဲ့ဥစားတွေကသူ့သူ့ရဲ့ဆွေမျိုးမိတ်ဆွေတွေကအဲ့ဥစားကိုသဘောကျကြတယ်အဲ့အဲ့လိုဟာမျိုးသဘောကျတာတကယ်တမ်းကျတော့အဲ့ဒါမတရားမှုနဲ့ကြီးပွားလာတာကိုကျွန်တော်တို့ပြောဟိုဟာထောက်ပြရမှာဟုတ်ဘာဖြစ်လဲသူကမတရားမှုမှာ ဟိုချမ်းသာခြင်းသောလောဘသောဟိုဟာသောနဲ့ဟိုဟာဖြစ်နေအဲ့အချိန်မှာလဲကြည်လိုက်တကယ်တမ်းကျတော့ကျွန်တော်တို့နိုင်ငံမှာရင်တော့ချမ်းသာနေတဲ့သူတွေကိုကြည်လိုက်မတရားမှုတွေနဲ့ချမ်းသာတဲ့သူကပို့ပြီးတော့များတယ်အာနာရီလုတ်ပိုင်ခွင့်တွေအသုံးချပြီးချမ်းသာလာရရှိတော့အာနာအာနာရှင်တွေဟာလုတ်ပိုင်ခွင့်ရှိသူတွေနဲ့ပေါင်းစားပြီးတော့တရားမဝင်စီးပွားရေးတွေလုပ်ပြီးတော့ချမ်းသာလာပဲအတူတူရှိတယ်ဒီလိုလူတွေကပဲကျွန်တော်တို့နိုင်ငံမှာချမ်းသာတဲ့အတိုင်းအဝန်တစ်ခုဖြစ်ရက်တည်ခဲ့ဟုတ်လား အများစုကအဲ့လိုပဲသူကဖြစ်ခဲ့ရိုးသားသားနဲ့ထီတွေပေါက်ဟိုဟာတွေပေါက်ဟလာဟိုချမ်းသာလာလဲသူကခန်းနေနေနော်ပုံမှန်စီးပွားရေးလေးလောက်ပြီးအဆင်ပြေလာအဲ့လိုမျိုးကခန်းနေနေဟုတ်လားခန်းနေနေမိသားစု၁၀သူရှိမှဆို၁၀သူထဲမှာအစိုးရဌာနတွေမှာလက်စားပြီးချမ်းသာလာတယ်သူကအများကြီးဌာနတစ်ခုကိုသွားပြီးဆိုပတ်စံမပေးကြည့်ထိုင်ကုန်ပြီးမှထိုင်လိုက်ဟိုပြေးလိုက်ဒီပြေးလိုက်စားစံနေနေဟိုယူလိုက်ဒီယူလိုက်နေပြေးနေရတဲ့သူတွေကအများကြီးပဲအဲ့ဒါကျွန်တော်တို့နိုင်ငံပဲအဲ့အာဂရီလိုက်စားကိုဘလောက်ဟိုဘဖြစ်လဲဆိုတော့နေရာတိုင်းမှာကိုတွေ့ရတယ် နေရာတိုင်းမှာတို့ရနောက်ဆုံးဖုန်းကြီးသွားဝယ်ရအောင်မှာပတ်စံပို့ပေးနိုင်တဲ့ပတ်စံပို့ပေးပြီးတော့ဝယ်တဲ့ကောင်ဖုန်းအကြောင်းနိုင်ဖုန်းကြီးကပို့ကယူဆိုင်တာပို့လှူတဲ့သူအကြောင်းနိုင်ဖုန်းကြီးကဂယူဆိုင်တာမလှူနိုင်တဲ့သူပြစ်ထားတာမလှူနိုင်တဲ့သူကိုယ်ကပြစ်ထားဘူးပတ်စံချမ်းသာတယ်ဟဲ့လားဟိုသူတို့အကြောင်းပို့လူနိုင်တယ်အကြောင်းတကာတွေဖြစ်တယ်ဆိုအဲအကြောင်းတဲ့ဘုန်းကြီးနဲ့တော့မှဒုံလဘဝတော့ဟိုဟာဟိုဟိုဘာလဲအတူတူစားရဟိုဟာသမင်းတဝိုင်းနဲ့ဟဲ့လားဟိုဆုံးဖုံးဝင်ဖုံးရတယ် ထုတ်တယ်အဲ့ဒါတကယ်ရှိတယ်တကယ်ရှိတယ်ဖုန်ကြီးလောကမှာတော့ရှိတယ်တခြားလောကလို့ပြောမလဲကျွန်တော်နိုင်ငံနေရာတိုင်းမှာအဂရိတွေပြည့်တယ်ဒါကြောင့်မလို့လေစစ်တပ်ကလည်းသူတို့အာဏာသိမ်းနေတယ်ဆိုတော့ဒီအဂရိမှုနဲ့သူနိုင်ငံကပြေးတဲ့လာတာနဲ့ဟိုဟာနဲ့ဆိုယူတတာသွားမယ်ဆိုရင်ဘလုံးဘာမှချမ်းသာစရာအကြောင်းမရှိဘူးဘာမှချမ်းသာတာဒါမဲ့လုံပိုင်ခွင့်နဲ့အာဏာတွေဟိုဟာဖြစ်လို့ဖြစ်နေအဲ့တော့တခြားနိုင်ငံတွေမှာရှိလားဆိုရှိပါရဲ့ဒါပေမဲ့ကျွန်တော်နိုင်ငံပိုကိုစိုးနေတာမင်းကြီးလာရဲ့ယာလူကြီးလို့အာဏာရအောင်လို့ မင်းလက်စားရမယ်ဒါကမင်းဘဝရဲ့လမ်းကြောင်းပဲဆိုတဲ့ဥစ္စာငငယ်လေးကစာသင်ကျောင်းတွေတဲမှာတွေကကျွန်တော်တို့ရိုက်သွင်းတာကျာဝင်းဖြစ်ချမ်းသာမယ်စစ်ဘုတ်ဖြစ်ချမ်းသာမယ်အင်ဂျင်နီယာဖြစ်ချမ်းသာမယ်ဆိုတဲ့ဥစ္စာကျွန်တော်တို့ကောင်းတော့ပါငငယ်လေးရောက်ဝင်တယ်ဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်တို့တက်လာတဲ့မျိုးသားတိုင်းအကုန်သိတယ်နောက်ပိုင်းမှသာစာတွေပါရဖတ်ပြီးတော့လူတွေကတိလာကြတာကြီးဟိုပြောင်းလဲလာကြတာခက်ကပြောင်းလာတာနဲ့မျိုးဟိုဖြစ်လာအခုပြန်ပြီးတော့အခက်ကိုပြန်ရောက်သွားပြီစာသင်ကျောင်းတွေထဲမှာအဲ့လိုပြန်သွားနေပြီစာသင်ကျောင်းတွေထဲမှာအဲ့လိုပြန်သွားနေပြီ အာနာရှင်တွေကသူတို့လိုအာဂရိလိုက်စားရဲသူတွေများလေလေသူတို့ကဒီနိုင်ငံမှာပို့ပြီးတော့အမျက်ထုတ်လို့ကောင်းလေလေပဲဒါကအဓိကတဲ့အချက်ပဲအဲ့တော့ကျွန်တော်နိုင်ငံကတော့ most correct country ပါခေါ်ယူလိုက်ကြပါ Okay အဲ့နောက်တစ်ခုသွားကြည့်အောင်နောက်တစ်ခုကတော့ Australia လွှတ်တော်တွေကအခြေအနေပါ Australia There is a disturbing situation unfolding in Burma where the military regime is preparing to stage an election that much of the world recognizes accurately as a sham. Aussie, Aussie. Burma's generals are not holding an election. They are staging a performance designed to legitimise their rule while silencing the people's voice. Communication is filtered, pro democracy parties are silenced, observers are constrained, and citizens risk punishment for speaking freely. It is aimed at creating an appearance of normalcy without <coughs> any genuine competition. It is a design, not a decision. Independent media have been driven underground, VPNs outlawed, and citizens live in fear that anything they write, post, or share could be used against them. Across Burma, 3.6 million people are displaced, and entire regions remain under active conflict. In these conditions alone, no credible nationwide vote is possible. Australia must not look away. We should strongly reject this sham election and refuse recognition of any government formed under it, and instead support the national unity government and other civil society groups working for a federal democratic future in Burma. Australia should also boost humanitarian assistance through cross border channels, not through the junta, and work with partners to disrupt the cyber scam compounds and trafficking networks that now reach Australian households and businesses. The Chinese Communist Party's deepening support for the regime through military aid, surveillance exports, and control over strategic deep sea ports underscores a wider issue at play. Not just Burma's freedom, but regional stability and Australia's own security. Australia must act with clarity and conviction because silence is complicity. And it must do so before this sham becomes a precedent. Okay. Uh. ဒါကဩစတြေးလျအော်ဒီပေါ့နော်ဟိုဟာဩစတြေးလျဆိုရင်ကျွန်တော်တို့ကမြန်မာအတန်နဲ့ပြန်ထွက်လာရင်ဩစတြေးလျလားဩစတြေးလျလားဆိုမှားကောင်းတယ်အဓိကဩစီကိုပြောနေတာမြန်မာအများစုသွားပြီးခလုံးဝင်လုံနေကြတော့ဩစီကိုပြောနေဩစီလွတ်တော်တွေမှာဒါကိုဆွေးနွေးကြတာဩစီမှာလည်းမြန်မာတွေရဲ့ဒီမအရေးလှုပ်ရှားမှုကတော်တော်လေးကောင်းပါတယ်ဟိုတလောကဆိုရင်လည်းကျွန်တော်တို့မြန်မာနိုင်ငံဟိုဟာ sorry အန်အီဂျီကဒါ နိုင်ငံရေးဝန်ကြီးဒေါက်တာမောင်နဲ့အဲဩစတြေးလျနိုင်ငံရေးဝန်ကြီးတို့တွေ့တယ်အဲတွေ့ပြီးတော့မြန်မာရေးဆွေးနွေးတာလေလို့တာအခုလည်းလွှတ်တော်ထဲမှာပဲပဲသူတွေပြောရတဲ့ထဲမှာ data data fab တွေကိုအများကြီးကိုးကားပြီးတော့သူပြောရတယ်ရှီအထဲမှာဆိုအာ3.6တန်းသောလူတွေ3.6တန်းဆိုတော့နည်းတော့မဟုတ်ဘူးနော်လူပေါင်း330တော့330နဲ့6တန်းတော့36တန်းတော့ 36သိန်းမြန်မာရဲကျောက်တန်းနဲ့ဆိုရင်တိတ်မမြင်တော့36သိန်းလူပေါင်း36သိန်းရနေရဆောင်ကထွက်ပြေးနေတာနည်းတော့မဟုတ်ဘူးမိသားစုကမနေစုလို့ရှိမယ်တယ်လေဟုတ်လားအိုးရင်နေနေရတွေဆွန့်ခွာပြီးတော့ထွက်ပြေးနေရအဲ့လိုအခြေအနေမျိုးတွေဖြစ်နေတာအဲ့တော့နိုင်ငံတကာကတော့ဒီလိုအတန်တွေကကျွန်တော်တို့ဆက်ပြီးတော့ထွက်နေမျိုးလို့လေအဓိကတော့အာစစ်ကောင်စီဒီသူတို့က legitimate အစိုးရဖြစ်ချင်တော့လေဖြစ်ခွင့်ပေးလို့မရဘူးဆိုတာကိုကျွန်တော်အဓိကထားပြီးပြောချင်တာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်နောက်တစ်ခုသွားကြည့်အောင်ကဲနောက်တစ်ခုဒီသတင်းလေးကိုစိတ်ဝင်စားဖို့လေကောင်းသလို ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြလဲဆိုရဲမိကုန်းနေလဲကျွန်တော်တို့ခေါင်းထဲမှာအစီထွက်နေတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပါတယ်။မြန်မာဒေါ်လာအင်အားစုတွေကိုဖိတ်ခေါ်ပြီးတော့ဒီကဆွေးနွေးပွဲတစ်ခုလုပ်နေပါတယ်။အဓိကတော့သူကနိုဝင်ဘာ25ရက်နေ့ကနေ30ရက်ထိယော့ဂျာကာတာမှာပြုလုပ်တာဖြစ်ပါတယ်။အဲဒေါ်လာအင်အားစုတွေဘက်ကဆွေးနွေးတဲ့အဖွဲ့အစည်းတွေကိုပြောရမယ်ဆိုရင်ကျွန်တော်တို့အဲ NUG ပါတယ်။ NUCC ပါတယ်။နောက်ပြီး KNU ပါတယ်။ CNF ပါတယ်။ အာရကန်ဒီဖောင်ဒေးရှင်းတခုပါတယ်ပြီးတော့ CRPH ပါတယ် RCSS ပါတယ် Eurobarometer of it EBO ပါတယ် ဒါ PNL လို့ပါတယ် PNF ပါပါတယ်ပေါ့နော်အဲသူတို့တွေအများတော်တော်များများတယ်တက်ရောက်နေတယ်အဲ့တော့သူတို့ကတော့အင်ဒိုနီးရှားကတော့ပြောလာပြောသူတို့ဥက္ကဋ္ဌဖြစ်တဲ့နှစ်မှာတော့မြမအကြီးကိုတော်တော်လေးလှုပ်တယ်ပေါ့နော်မြမအကြီးကိုတော်တော်လေးအာလှုပ်ခဲ့လို့အင်ဒိုနီးရှားနဲ့မလေးရှားကဒါပြောရမယ်ဆိုမြမအကြီးနဲ့ပတ်သက်ပြီးတော့သူတို့တော်တော်လေးကိုကြိုးစားတယ်အခုလည်းအင်ဒိုနီးရှားမှာသူတို့လှုပ်တယ်ဒီရုပ်စာကိုအဓိကစီစဉ်တာကတော့ Joint Coordination Body ပေါ့နော် JCB ကနေပြီးတော့စီစဉ်တာဖြစ်ပါတယ်အဲ့ဒီဆွေးနွေးပွဲကို အဲအဲ့ဒီဇင်းနီဝဲကတော့ဒါပြောရမယ်ဆိုအင်ဒိုနီးရှားအစိုးရလည်းပါဝင်ပတ်သက်မှုက ရှိပါတယ်အဓိကတော့အဲ JCB ကနေပြီးတော့အဓိကထားပြီးတော့စီစဉ်တာဖြစ်ပါတယ်သူတို့က JCB ကိုအင်ဒိုနီးရှားကအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူရဲ့နှစ်ပါပဲဥဟန်ညောင်ဝေးကနေပြီးတော့ EBO ရဲ့ဥဆောင်မှုနဲ့အတူပေါ့နော်ဥဟန်ညောင်ဝေးရဲ့ဥဆောင်မှုနဲ့ NUG KNU KNU ပါဝင်ဒီဂျာကာတာလုပ်ငန်းစဉ်ဂျာကာတာ process အနေနဲ့ဘဏ်ကောက်မှာဖွဲ့ခဲ့တဲ့အဖွဲ့ဆိုပြီးတော့ကျွန်တော်တို့သိရပါတယ်အမှားကကျွန်တော်တို့ RCSS2 ဘာလို့ပါပါနေတယ်အဲ့တော့ ဒီတွေ့ဆုံဆွေးနွေးပွဲကနေပြီးတော့ကျွန်တော်တို့ဘာဖြစ်သွားလဲ ਨੇ တစ်ဖက်ကနေပဲသူတို့ကတော့ပထမအဥ္စာကိုလှုပ်ချင်တာ KDU ပါဗောနော်တော်လိုင်းအရာစုတွေနဲ့စစ်ကောင်စီနဲ့ထိတ်တိုက်တွေ့ပြီးပြီးတော့သူကဆွေးနွေးပွဲလှုပ်ချင်တာဒါပေမဲ့နှစ်ဖက်လုံးကအဥ္စာသဘောမတူပါဘူး ဘောမတူပါဘူးဘောမတူတဲ့အတွက်အခုတီးခြားတွေးဆမှုလုပ်ပြီးတော့သူတို့ကဟိုကဟိုကရလာတဲ့ချက်လက်ဒီကရလာတဲ့ချက်လက်ကိုဂျားနေရနေပြီးတော့ဒီ join လုပ်ပြီးတော့သူတို့ဆွေးနွေးမဲ့သဘောမျိုးရှိတယ်လို့ကတော့ကျွန်တော်ကတော့မြင်ပါတယ်အမှဆိုရင်တော့ဒီ NSPC ပေါ်တော့ဒီစစ်ကိုတွေဘက်ကလောက်ထားတဲ့ NSPC ကလည်းဒီဒီဇင်ဘာတရက်နေ့မှာတက်မယ်ဆိုပြီးတော့တည်ရတယ်ပေါ့နော်အဲ့တော့အာဒီဥစ္စာကိုတော့ဒီဆွေးနွေးပွဲက ASEAN နဲ့တော့မသက်ဆိုင်ဘူးအင်ဒိုအစိုးရကနေပြီးတော့တီးခြားစီစဉ်မှု ဆိုပြီးတော့ပြောပြောတယ်ဒီ2024အာဆီယံလက်ကျောက်ဥက္ကဋ္ဌအင်ဒိုနီးရှားနိုင်ငံရဲ့ဟိုဘောနော်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရုံးကဥဆောင်ချင်းပါတဲ့ဥစ္စာဖြစ်တယ်လို့အဲ့ကျွန်တော်တို့သိရတယ်အဲ့ကိုအဲ့ဇီဝေကိုလက်ရှိအင်ဒိုနီးရှားနိုင်ငံသားရဲ့ဝင်ကြီးနဲ့အင်ဒိုနီးရှားရဲ့အသွင်ကူးပြောင်းရေးဥဆောင်ခဲ့တဲ့ဘိုဂျိုဟောင်းတူတို့ကဥဆောင်ဆွေးနွေးနေတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်အဲ့တော့ဘယ်လိုမြင်ကြလဲကျွန်တော်တို့ ဟုတ်ကဲ့ဒါတော့ဘောနော်နိုင်ငံရေးရဆိုလဲတချို့ဥစားတွေကဆွေးနွေးကတော့လှုပ်တော့လှုပ်ရမှာပဲဒါပေမဲ့ဥကစစ်ကောင်စီနဲ့တော့တိုက်ရိုက်တော့မတွေ့သေးဘူးသူတို့အပြင်ဟိုဟာမှာပဲတွစ်ဆုံမှုတွေလုံနေသေးတယ်ဆိုတော့ဒါပြောရမယ်ဆိုအင်ဒိုနီးရှားအစိုးရရဲ့ချောင်းဝင်ဆောင်ရွက်မှုတစ်ခုလို့တော့ကျွန်တော်တို့မြင်လို့ရတယ်ဒီကနေပြီးအခြေအနေဘယ်လိုဖြစ်သွားနိုင်လဲဘယ်လိုဖြစ်သွားနိုင်လဲကျွန်တော်တို့ကတော့ပြောခဲ့ရလေနော်တွေးကြည့်မှာဆွေးနွေးကြရမှာရှိဘာဖြစ်မလဲဆိုတော့ပဲကျွန်တော်တို့စက်ကြည့်ရအောင်โอเคအဲ့တော့နောက်ဆုံးတစ်ခုကျွန်တော်ဖတ်ကြည့်အောင် ်တက်ထောက်ခံသူတို့ဖြစ်ချင်းရှားတဲ့ဆိုလိုယုံလေးစစ်စင်ရေကူထားတဲ့ရုပ်ပြကြက်ကလမရုပ်ရှင်စကားယုံတင်တယ်။နိုမာ28ရက်နေ့မှာပဲကြည့်ရှုသူမရှိပဲဖြစ်ချင်ပါရဲ့။အဲဒီနောက်ယုံလေးကစကားအရှုံးပေါ်လို့ရုပ်ရှင်လောကကနေနားတော့မဲ့အကြောင်းသူရဲ့လူမှုကွန်ရက်ဆံမျက်နှာမှာရေးသားခဲ့ပေမဲ့နောက်ပိုင်းမှာပြန်ဖြတ်သွားခဲ့ပါရဲ့။ရှင်ဘူးသူကယုံလေးရဲ့တင်းထောက်ထောင်ကုန်ကြခံရကူထားတဲ့မြို့ပြထဲကလမ်းမများစကားကိုပြည်သူရပြည်သူတွေကလူမှုရေးပစ်တံဘွိုက်ကော့လုပ်တာကြောင့်တရှိသူမရှိဖြစ်သွားတာလို့ဆိုပါတယ် စကားတွေယုံတင်ရက်တွေမှာလူကြည့်မများရင်တပတ်ပဲယုံတင်တယ်လို့သိရပါတယ်လူကြည့်တယ်လို့သိရပေတော့ဒီနေရာမှာဒီနေရာမှာဒီနေရာသူစံဒီမီတော့နှစ်ပတ်ပေါ့စံဒီမီတော့တစ်ပတ်ပဲပြန်ရှိတော့ဆင်းရရှိတော့မှာဒီဘက်ပြမြောက်ပြကားကိုလာရောက်ကြည့်ရှုသူတချို့ရှိပေမယ့်ညစုကတော့လူမိုက်အစ်စ်တွေနဲ့ရိုက်ထားတဲ့ကားလိုဝေဖန်ကြူရင်းရှိနေပြီး မြင့်ပြချက်ကလက်မကမ်းမှုလို့ရွေးမကြည့်တဲ့ရုပ်ရှင်ချစ်သူပရိသတ်တွေလည်းရှိနေကြပါတယ်။အဲ့ဒီဇာတ်ကားမှာတရုတ်ဆောင်တွေဖြစ်တဲ့ဂျုံလီတိုင်ရွန်တချက်ထွန်းတို့အပြင်တကယ်တလူမိုက်ဝင်းချိုးဝင်းပါပါဝင်ပြုဆောင်ကြပါတယ်။စစ်တပ်အနာတိတ်ပြီးနောက်ဆိုရောဂျုံလီဟာစစ်တပ်နဲ့တထဲဝင်ဝင်ပတ်သက်နေသူဖြစ်တာကြောင့်ဘွိုင်းကောက်ပြုလုပ်ခံရသူစီးရင်မှာတိတ်ဆုံကပါဝင်နေသူလည်းဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့တာကိတာလူမိုက်ဝင်းချုပ်ဝင်းတဲ့ယုံလေးဟာစစ်ဘုံချုပ်တွေနဲ့ချိတ်ဆက်ပြီးလားအချွေးတောင်းပေးတာတွေကိုငွေချက်သိမ်းရကြည့်ယူပြီးအကျိုးဆောင်ပေးနေသူတွေအဖြစ်နာမည်ထွက်နေသူတွေဖြစ်ပါတယ်ယုံလေးဟာစတက်အာနာမတင်ခင်2020ဩဂတ်လတုန်းကလည်းနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်ကိုလုံခြုံချင်စတက်ကကတဲ့နဲ့ငါတို့အားလုံးရဲ့ညီတချင်းဗီဒီယိုရက်ကူခဲ့လို့အဲ့ဒီအချိန်ကလည်းပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရဖူးပါတယ်ယုံလေးက ဟိုတနေ့က post တင်တယ်ဗောနော်အဲ post တင် post တင်ပြောတယ်ခေါနောက်ရလဲကြောင်းဒီခေါအောင်ပွဲခံတယ်ဘလို့အောင်ပွဲခံလဲဆိုတော့ဟာဟဲ့လားအာငါငါလှုပ်လိုက်တာဟိုဘက်ကဆိုရင်တော့ပြားသွားပြီဆိုပြီးတော့အဲအဲ့လိုအထိုင်းနေတော့အောင်ပွဲခံတာဟိုကြောင်မျိုးမင်းတို့ဘာလို့ကတော့ပြောသေးတယ်ဟဲ့လားအခုတော့အောင်မြင်လားဟဲ့အောင်မြင်လားယုံသခေါနော်ယုံစုပ်ယုံခွေးနော်အောင်မြင်ရလားအခုတော့အောင်မြင်ရလား 6000တော့ပြဲမင်း1000 2000တော့ပြဲရပါမလားကွာမင်းတို့ကဒါပေမဲ့ဒီကောင်တွေကတော့အရှုံးခံပြီးရိုက်မှာပဲဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကလုံးဝရဒါပဲရှိကြလို့ဆိုတော့ဒီကောင်တွေကအာနာရှင်တွေစီကနေဒီကောင်တွေကပတ်စံတွေတောင်းမယ်တောင်းပြီးတော့ဒီကောင်တွေကဝါရက်ဖြန့်ချီပုံစံသဘောမျိုးဒီကောင်တွေကဓာတ်ဟိုဟာရိုက်ပေးမယ်အခုလည်းမွေးစုကနေပတ်သက်တဲ့ဘာညာဆိုပြီးတော့အတန်ထွက်လာမွေးစုကနေပတ်သက်ပြီးတော့အာပညာပေးတာလို့လို့ဘာလို့လို့ရိုက်ထားတယ်ဆိုပြီးတော့အခုအတန်ထွက်လာတကယ်တမ်းကျတော့ကျွန်တော်တို့နိုင်ငံမှာကငကူတွေကအခြေအနေစိုးနေပါတယ်ဆို တွေ့ခန်းစားဆိုပြီးတော့ကျွန်တော်တို့လောက်တာကြီးအောင်တော်တော်ကြီးကိုရုပ်ပေါက်လုံးတယ်ဗျာအပြောရမယ်ဆိုအဲဥစားကိုလည်းဘာဖြစ်လဲဒီကောင်တွေနဲ့ပတ်သက်တဲ့သူတွေကြတော့အာလောက်ချဘာညာဆိုပြီးတော့ဖြစ်တယ်တကယ်တမ်းကျတော့အဲ့ဒါမှဓာိုင်းနဲ့ခုတ်တာတွေဟိုဟာဖြစ်တာတွေဒီဟာဖြစ်မဟုတ်ဘူးနိုင်ငံတကာအဆင့်မီသွားနေတယ်ဆိုရင်နိုင်ငံကလည်းအဆင့်မီမှာရမယ်နိုင်ငံကလည်းအဆင့်မီမှာရမယ်တလားကျွန်တော်မြင်တာလေဒီကောင်တွေကပြောအာနိုင်ငံတကာအဆင့်မီရုပ်ရှင်တွေရိုက်မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုစောက်စိတ်တဲ့တွေကလည်းနိုင်ငံတကာအဆင့်မီကိုလိုတယ်เนาะအမှုပညာကိုအဆင့်လမ်းမိနေတယ်ဆိုအမှုပညာဆိုတာလွတ်လပ်ကြတယ် အနုပညာဆိုတာလွတ်လပ်ကြတယ်နော်စောက်ပေါ်အထိုင်နဲ့လုံးလို့မရဘူးနော်ဘူချက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 ်နဲ့လုံးလို့မရဘူးနော်နော်ဘူချက်ဘူချက်ဘူချက်နဲ့လုံးလို့မရဘူးနိုင်ငံတကာတန်ဝင်နေတဲ့မြန်မာအနုပညာရှင်တွေမရှိဘူးလားဆိုရှိပါတယ်အခုဆိုနိုင်ငံတကာမှာတန်ဝင်တဲ့သူတွေရှိတယ်ဒါပေမဲ့ဟိုတော့ဟိုနိုင်ငံတကာတန်ဝင်နေတဲ့တခြားပြည်သက်တွေနိုင်ငံတကာအဆင့်မီတွေရိုက်ချင်တယ်ဆိုရင် နိုင်ငံတကာတန်းဝင်တဲ့စောက်စိတ်တက်မျိုးရှိရတယ်။ရုံလေးမင်းတို့လိုစောက်အောက်ကြနေတဲ့စိတ်တက်တွေနဲ့အောင်တန်းကြရတဲ့စိတ်တက်တွေနောက်ပြီးတော့ရုပ်ဆောင်တွေအသာစောက်အဲကျွန်တော်တို့အစစ်တွေပဲခေါ်သုံးတာတို့ဘာလို့စောက်ဟိုဟာတွေဖြစ်နေလဲ။ဒါပေမဲ့အစစ်တွေစောက်ကြီးကြီးဟိုမှာဂန်းစတာကြီးတွေတဲ့ကရော့ကရော့ sorry ကစားကနေဆင်းပြီးပါဘာဘိုင်ဘူးကြီးလဲဂန်စတိုင်လုံးလာအိုးဟမ်ဘာဘိုင်ဘူးကြီးနဲ့ဂန်စတိုင်လုံးနေတာအဲ့လိုမျိုးကောင်းလေအဲ့တော့ယုံလေးကတော့သူကအပိုးစတင်ပြီးတော့နောက်နေလဲကြအောင်အမဲသူက အရက်ဒီဘာရီဆက်ပြီးတော့အမဲတော့ဟမ်ဒါဟမ်ဆက်ပြီးတော့သူပြန်တင်တာအဲ तू 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 လှဲ့သားလိုက်တယ်ဗော तू လှဲ့သားလိုက်လိုက်တယ်ဗောအခုပါတပတ်နေရေယုံယုံကဆင်းရတော့မယ်လေရောက်ရေတပတ်နေယုံကဆင်းရတော့မယ်တပတ်နေယုံကဆင်းရတော့မယ်လေဟာအိုးယုံစုတ်ယုံစုတ်အုံနောက်ကွာအုံနောက်ကတော်တော်အုံနောက်မရှိရကောမင်းကဘာလဲ ဒီဘက်ကတော်လိုင်းအားစုတွေစောက်ဘောတွေလို့ထင်နေရတာဟုတ်လားစောက်ဘောတွေလို့ထင်နေတာပြည်သူအမြဲစောက်ဘောတွေလို့ထင်နေရလားမင်းလို့စောက်ဘောလို့ထင်နေလားမင်းလို့ညံမမီတဲ့កောင်ရထင်နေလားမင်းလို့ညံမမီတဲ့កောင်လားထင်နေပြည်သူကဘာလဲဆိုတော့မင်းမင်းတို့တိဖို့ကောင်းတယ်မင်းတို့တိတော့မင်းတို့ဒိန်းတောင်လို့အာနာရှင်ပေးတဲ့အခွင့်အရေးရနေပြီးတော့အဲဘောတော့မင်းတို့ကောင်တွေဟိုသွားဒီသွားသွားခွင့်ရနေတာကိုဘွားကြီးတွေမှတ်မနေနဲ့တကယ်တမ်းကျတော့ပြည်သူကြားထဲမှာထင်ပေါ်နိုင်မှာတကယ်စစ်မှန်တဲ့အမှုပညာရှင်ဖြစ်မှာပြည်သူတွေရဲ့ရင်ထဲကအရာတွေကိုမင်းတို့မြင်နိုင်မှာအဲ ဟိုတကယ်အမှုပညာရှင်အစ်စ်အစ်စ်ဖြစ်မှာအာရာရှင်အလိုကျလိုက်ပြီးတော့လုံနေရတယ်မင်းတို့လိုကောင်းနေအာရာရှင်ဘောအောက်ကိုသွားပြီးတော့ခိုတဲ့မင်းတို့လိုကောင်းနေတာတကယ်တမ်းကျတော့တကယ်ကိုလူအောက်တန်းသားတကယ်ကိုလူအောက်တန်းသားစိတ်သက်သည်ဟိုးအောက်ဆုံးမှာရောက်နေတာနော်ဒီကောင်းဆိုရင်ဟာနာမည်လေးနည်းနည်းပြက်လာပြီဆိုပရိဒါရောင်ရောင်ဟိုးရောင်ဒီရောင်လုလုတ်တက်သေးတယ်နော်တကယ်တမ်းကျတော့တကယ်ကိုစောက်ပေါ်အောင်တကယ်ကိုစောက်ပေါ်ရုံလေးမြတ်စောက်ပေါ်ရောင်ဒါပဲရောင်အဲ့တော့ဒီလောက်နဲ့ပဲကျွန်တော်ဟို ကျွန်တော်ရဲ့ဗီဒီယိုဒီမှာပဲဟိုရန်သားကျင်ပါတယ်အဲ့တော့အဆုံးထိလိုက်ပါကြည့်ရှုပေးကြရတဲ့တော်တော်ဗီဒီယိုအားလုံးကိုကျေးဇူးတင်ကြောင်းပြောနေတယ်ပဲကျွန်တော်ဗီဒီယိုဒီမှာလည်းအဆုံးသက်ပါတယ်ဒီနေ့ကအားလုံးစိတ်လက်ကြည့်ကြပါလိမ့်မယ်ခဏလေးဖြတ်သန်းလိုက်ကြပါလိမ့်အားလုံးကျေးဇူးတင်ပါတယ်တနာဆောင်ပြရမယ်ဒီနေ့ကဒီအောင်ညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ